ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်ဘဘဲရဲမြို့နယ် CD စင်တာအတွင်းမှာရှိတဲ့ဂိမ်းဆိုင်ကနေအကျွေးစီလောင်ကစားမှုပြုလုပ်နေသူနဲ့ဆိုင်ဝင်တဲ့တချို့အပါအဝင်68ဦးကိုဖေဖော်ဝါရီလ3ရက်နေ့ကဘဘဲရဲမြို့နယ်တရားရုံးမှာရုံးထုတ် စစ်ဆေးခဲ့ပါတယ်။ရုံးထုတ်စစ်ဆေးရမှာတရားလိုဖြစ်သူဒူရဲမှုကိုစစ်ဆေးခဲ့ပြီးဆိုင်ဝင်တဲ့တွင်အာမခံလျှောက်ထားမှုနဲ့ပတ်သက်ခါအခုအချိန်ဟာတရားလိုစစ်ဆေးစေကာလဖြစ်တဲ့အတွက်အာမခံရရှိခြင်းမရှိသေးပဲဖေဖော်ဝါရီလ10ရက်နေ့ရုံးချိန်မှာတရားလိုကိုထပ်မံစစ်ဆေးပြီးမှသာ ဝန်ထမ်းတွေကိုအာမခံပေးသင့်မပေးသင့်အဆုံးဖြတ်မှာဖြစ်တယ်လို့ဗဘဲနဲ့မြို့နယ်တရားရုံးကတာဝန်ရှိသူတို့ကပြောပါရယ်ပြီးခဲ့တဲ့ဇန်နဝါရီလ17ရက်နေ့ည9နာရီဝန်းကျင်မှာ City Center ဒုတိယတက်မှာရှိတဲ့ဂိမ်းဆိုင်မှာအကျေစီးနဲ့လောင်းကစားတွေပြုလုပ်နေတယ်လို့သတင်းရရှိတာကြောင့်ဇန်နဝါရီလ17ရက်နေ့ည9နာရီဝန်းကျင်ကရဲတပ်ဖွဲ့ကဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးလောင်းကစားမှုပြုလုပ်နေသူ48ဦးဆိုင်ဝင်နဲ့အမျိုးသား10ဦးအမျိုးသမီး9ဦးစုစုပေါင်း68ဦးအကျေစီးဂိမ်းဆက်18လုံးလုံးနဲ့အတူအကျေစီး ွေကိုဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ဒီလိုဖမ်းဆီးရမိခဲ့ပြီးတဲ့နောက်ဇန်နဝါရီလ18ရက်နေ့နဲ့26ရက်နေ့တွေမှာအကြွေစီလောင်ကစားပြုလုပ်သူ48ဦးနဲ့48ဦးကိုအာမခံပေးခဲ့ပြီးစိုင်းဝင်းတန်း19ဦးကိုတော့အာမခံပေးခြင်းမရှိသေးဘဲရုံးချင်းထပ်မံချင်းဆူခဲ့တာဖြစ်ပါတယ်။ City Center တွင်မှရှိတဲ့အကြွေစီဂိမ်းဆိုင်ကအခုလိုစိုင်းဝင်းတန်း19ဦးဖမ်းဆီးထိန်းသိမ်းခံထားရတာနဲ့ပတ်သက်ပြီးကုမ္ပဏီတထင်းနဲ့မန်နေဂျာကိုဖမ်းဆီးခြင်းမရှိဘဲဝန်ထမ်းတွေကိုဖမ်းဆီးထားတာဟာတရားမျှတမှုမရှိတဲ့အတွက်အဆိုပါ ာဝန်ထမ်းတွေရဲ့မိဘတွေကပြီးခဲ့တဲ့ဇန်နဝါရီလ31ရက်နေ့ကဗဟန်းမြို့နယ်ရွှေကုန်းတိုင်းမှာရှိတဲ့တော်ဝင်နှင်းစီခမ်းမမှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။အခုလိုဆိုင်ဝန်ထမ်းတွေဖမ်းဆီးခံထားရတာနဲ့ပတ်သက်ပြီးနှစ်နာမှုရှိတဲ့အတွက်ဝန်ထမ်းမိဘတွေကသက်ဆိုင်ရာအလို့သမားဝင်ကြီးဌာနနိုင်ငံတော်တမရယုံနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြည်ထရေးဝင်ကြီးဌာနပြည်တော်စုတရားသူကြီးချုပ်စတဲ့ဌာနဆိုင်ရာအသီးသီးကိုလည်းအတနာခံစားတင်ပြတောင်းဆိုထားတယ်လို့သိရပါတယ်။လက်ရှိမှာတော့လောင်းကစားမှုပြုလုပ်နေသူတွေနဲ့ဆိုင်ဝန်ထမ်း စုစုပေါင်း68ဦးတို့ကိုလောင်းကစားဥပဒေပုံမှ73ကကြီး14ကကြီးတို့နဲ့အမှုဖွင့်အရေးယူဆောင်ရွက်ထားတာဖြစ်တယ်လို့သိရပါဗျ။ရန်ကုန်မြို့မှာရှိတဲ့အကျွေးစီဂိမ်းဆိုင်တချို့မှာလောင်းကစားမှုတွေပြုလုပ်နေရတဲ့ရှိတဲ့အတွက်ဖန်စီအေးအေးယူပေးဖို့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တချို့ကရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးအတွင်တင်ပြတောင်းဆိုမှုတွေလည်းပြုလုပ်ထားပြီးရန်ကုန်တိုင်းဒေသကြီးအတွင်လိုင်စင်နဲ့လုံခြုံနေတဲ့အကျွေးစီဂိမ်းဆိုင်ပေါင်း53ဆိုင်ရှိရလို့သိရပါဗျ။